မင်္ဂလာပါရှင်။ MSA သတင်းဌာနရဲ့ Business Today စီစဉ်ကကြိုဆိုပါရစေ။ဒီစီစဉ်ကနေနိုင်စင်နိုင်ငံတကာသုံးငွေကြေးပေါင်းစည်းနှုန်းလေးနဲ့အတူရွှေစင်းနှုန်း73စီစီတုံးနဲ့ဆန်စင်းနှုန်းအပါအဝင်စီးပွားရေးဆိုင်ရာထူးခြားမှုသတင်းတွေကိုတင်ဆက်ပေးနေရပဲဖြစ်ပါရစေရှင်။အခုပထမအဦးဆုံးအနေနဲ့နိုင်ငံတကာသုံးငွေကြေးပေါင်းစည်းနှုန်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီကနေ့2019ခုနှစ်ဇွန်လ22ရက်ဗုဒ္ဓဟူးနေ့အတွက်ပြည်ရင်းပြည်ပမှာလဲလှယ်နေကြတဲ့ငွေကြေးစျေးကွက်တွေအရဆိုရင်တော့ အမေရိကန်ဒေါ်လာကိုမြန်မာကျပ်ငွေ1382ကျပ်၊ဥရောပတယူရိုကိုမြန်မာကျပ်ငွေ1528ကျပ်၊စင်ကာပူဒေါ်လာကိုမြန်မာကျပ်ငွေ986ကျပ်၊တရုတ်တရံကိုမြန်မာကျပ်ငွေ200ကျပ်၊အိန္ဒိယတူဘီကိုမြန်မာကျပ်ငွေ21ကျပ်၊မလေးရှားတရင်ကစ်ကိုမြန်မာကျပ်ငွေ320ကျပ်နဲ့ထိုင်းတစ်ပတ်ကိုမြန်မာကျပ်ငွေ40ကျပ်ဝန်းကျင်တည်တည်ပေါက်ဈေးရှိနေကြပါတယ်။ ဒီကနေ့အတွက်ငွေစင်းနှုန်းအခြေအနေတွေကတော့ပြီးခဲ့တဲ့ရက်ပိုင်းကထက်အနည်းငယ်ကျဆင်းနေတော့မယ်ဖြစ်ပါတယ်ရှင်။ဆလာဘီဒီကနေ့အတွက်ရွှေစင်းနှုန်းအခြေအနေတွေကိုတင်ဆက်ပေးရမယ်ဆိုရင်တော့ဒီကနေ့ညနေအထိမြမရွှေစင်းကွာမောင်16ပဲရတစ်ချက်သားအယောင်းစိ9သိန်း9100ကျပ်နဲ့အဝယ်စိ9သိန်း8900ကျပ်ဈေးဖြစ်ခဲ့ပါတယ်။ကမ္ဘာရွှေစင်းမှာဆိုရင်တော့တစ်ထရောင်စကိုအမေရိကန်ဒေါ်လာ1246ဒေါ်လာပေါက်ဈေးရှိနေပါတယ်။ ြည်ရင်းရွှေစင်းတို့အခြေအနေတွေကတော့တဖြည်းဖြည်းနဲ့ပြန်လဲကျဆင်းလာပြီဖြစ်ပါတယ်ရှင်။ရန်ကုန်မြို့က73စီစင်းတို့အခြေအနေတွေကို တင်ပြရမယ်ဆိုရင်တော့ဒီဇယ်1လီတာကို655ကျပ်ကနေ690ကျပ်ဝန်းကျင်၊ပရီမီယာဒီဇယ်1လီတာကို685ကျပ်ကနေ910ကျပ်ဝန်းကျင်အော်ဒိန်92တလီတာကို660ကျပ်ကနေ690ကျပ်ဝန်းကျင်အော်ဒိန်95တလီတာကို 955ကျက်ကနေ940ကျက်ဝန်းကျင်တည်တည်ပေါက်ဈေးရှိနေကြပါတယ်။ဒီကနေ့ရန်ကုန်မြို့ရဲ့73စီစဉ်တို့အခြေအနေတွေကတော့900ပတ်ဝန်းကျင်မှာပဲရှိနေပြီးလက်လီရောင်းဆိုင်များအနေနဲ့ဈေးနဲ့ငယ်ကွာခြားနိုင်ပါတယ်ရှင်။ဒီကနေ့တော့ဆန်စင်းတို့ပြောင်းလဲတွေကိုတင်ဆက်ပေးရမယ်ဆိုရင်တော့အမထဆန်ညာတိတ်ကိုရေသွေးပေါ်မူတည်ပြီး2100ကျက်ကနေ2400ကျက်ပတ်ဝန်းကျင်ရှိပြီးစံချောင်းပေါ်ဆောင်မွေးတိတ်ကိုလည်းရေသွေးပေါ်မူတည်ပြီးတော့ 3300ကျပ်ကနေ3600ကျပ်တရှိတယ်လို့မြန်မာနိုင်ငံစားစပွားကုန်စည်တန်းဝါဒန်းကနေသိရှိရပါတယ်ရှင်။ဆလာဘီဒီကနေ့အတွက်ရန်ကုန် Stock Exchange နောက်ဆုံးဈေးကွက်အခြေအနေတွေကိုတင်ဆက်ပေးရမယ်ဆိုရင်တော့ First Myanmar Investment Company Limited ကအဆိုရှယ်တစုကို14500ကျပ်နဲ့ဈေးဖွင့်လာပြီး14500ကျပ်နဲ့ဈေးပိတ်ခဲ့ပါတယ်။ မြန်မာတီလဝအစိစဟိုဒင်းပပ်ဘလစ်လီမိတက်ကတော့အဆိုရှယ်တစုကို3850ကျပ်နဲ့ဈေးဖွင့်ထားပြီး3900ကျပ်နဲ့ဈေးပိတ်ခဲ့တာပါမြန်မာစီတီဇင်ဘတ်လီမိတက်ကတော့အဆိုရှယ်တစုကို9000ကျပ်နဲ့ဈေးဖွင့်ထားပြီး9200ကျပ်နဲ့ဈေးပိတ်ခဲ့ပါတယ် First Private Bank Limited ကတော့အဆိုရှယ်တစုကို18000ကျပ်နဲ့ဈေးဖွင့်ထားပြီး18000ကျပ်နဲ့ပဲဈေးပိတ်ခဲ့တာပါဒီကနေ့ရန်ကုန်စတော့အချင်းဈေးကွက်မှာတော့ဈေးနှုန်းပြောင်းလဲခြင်းရှိသေးပါဦးရှင် MCA သတင်းဌာနရဲ့ business tour ရဲ့အစီအစဉ်ကို www.mcntv.biz နဲ့ Facebook လူမှုကွန်ရက်စာမျက်နှာပေါ်မှာတော့ MCNTV News မြန်မာဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ MCN သတင်းဌာနရဲ့ရုပ်သံအစီအစဉ်တွေမှာကြော်ညာထည့်သွင်းလို့ရဆိုရင်တော့ဖုန်းနံပါတ်39936384639ကိုဖြစ်စေ email လိပ်စာ newsroom.mcn@gmail.com ကိုဖြစ်စေဆက်သွင်းနိုင်မှာပဲဖြစ်ပါတယ်။ MCN သတင်းဌာနရဲ့ Business Today အစီအစဉ်ကိုကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ထူးပဲကျေးဇူးတင်ရှိပါတယ်။ကျွန်မကတော့မေတင်စားပါရှင်။